ခုကစင်ကာပူရဲ့ညဘက်အချိန်လေးကိုဒါကျွန်တော်ဘုဒ္ဓရာရိုက်ပြပြီးတော့ကျွန်တော်ဘုဒ္ဓရာလေးပြောပြမှာပေါ့နော်အဲဒီလိုမျိုးလမ်းနေလို့မှာလားတန်အနေနဲ့ကာဟိုင်အဲဒီနားမှာဆောက်လုပ်ရေးတစ်ခုခုကြီးမမတစ်ခုရှိရဲအဲဆိုရင်တော့တချို့လမ်းနေပိတ်သွားရဲဆိုတော့အဲ့လိုမျိုးလေးတွေကာပြီးတော့လမ်းလေးတွေပြန်ဖော်ပေးထားတာပေါ့အဲလူလျှောက်လမ်းဆိုပြီးတော့အဲဂျားလေးတွေကနေသွားအဲမဟုတ်လားအဲအဲ့ဒီအဲ့ဒီဂျားလေးတွေကနေသွား ဲအတွင်းလေးတွေမှာလည်းဒါလမ်းတွယ်လေးရှိတယ်။ဒါတို့ကတို့ဖန်တီးလိုက်တာပေါ့။ပြောချင်တာစနစ်ကျတာပေါ့လေ။ငါတို့ဒီနေရာကိုဆောက်လုပ်ရေးလုပ်မယ်။ဒါဆိုလို့ရှိရင်ကြိုပြီးတော့ plan ချလိုက်တယ်။နော်။အကြီးတက်ချလိုက်တော့လေးယောက်လေးယောက်လေးချလိုက်တော့လေးယောက်ချပြီးတော့ဒီမှာဆိုရင်တော့ဒီလိုလူတွေဒီညမှာစောက်မယ်ဆိုရင်လူတွေသွားလမ်းပိတ်သွားမယ်ကားလမ်းပိတ်သွားမယ်စပိန်သွားလမ်းပိတ်သွားမယ်ကြိုတွက်ပြီးသွားရင်ဒါဆိုစနစ်တကျငါတို့ဒီလိုဒီလိုနေရာကြီးလိုက်မယ် အဲဒီလိုလိုလမ်းလေးတွေဖောက်ပေးလိုက်မယ်အဲ့လိုပလန်ရှိရအောင်ပေါ့နော်ပြဲလိုပလန်တွေလောက်တာများလာရင်အဲ့ပလန်တွေကိုရက်ရော့ကော့လောက်ထားမယ်ပြီးတော့ရင် နောက်နောက်နောက်ဒီမှာ ပြန်သုံးလို့ရအောင်အားကြောင့်မလို့လို့တဲ့ဘီရင်တိုးတက်ရော့ကော့ကလည်းအားကြောင့်အရေးကြီးတယ်အဲ့ဒီမှာဆိုရင်ဒါရန်ကုန်မှာဆိုလည်းဥဖြိုးမင်းသိန်းလက်ထက်မှာဒီလိုမှတ်တိုင်နေတေချာလောက်ဝေးပါမှတ်တိုင်နမယ်ဒီမှတ်တိုင်အောင်ဘာကားတွေရောက်တယ်အဲဒီမှာ ရောက်တဲ့ကားရရဲ့နံပါတ်အောက်မှာမှာနံပါတ်14ဆိုရင်ဘယ်မှတ်တိုင်ကြီးရောက်တယ်46ဆိုဘယ်မှတ်တိုင်ကြီးရောက်တယ်ဒါလေးဆက်ကြည့်ပြီးတော့သွားလို့ရတယ်ပေါ့နော်အခုဒီညအချိန်က12ခွဲပြီတိတ်ဆိတ်နေတာပေါ့နော်ဘယ်လိုပြောဘာဒီမှာဆိုတာပေါက်ကြီးဖြစ်နေတယ်ပါညာဆိုရင်ဒီလိုမျိုးသေချာအကျိုးတွေပါရင်တားပြီးတော့တေချာလောက်ထား ဒါဟိုကွန်ကရစ်မချောက်သေးလို့ပြောတယ်။အင်းဒါစပိန်ငါးစီးလို့ရတယ်။ကျွန်တော်တခါမှမစီးပြစ်သေးပါဘူး။အရင်ဆက်ောင်းဆက်ကိုနောက်27ထိကြောင်တက်ခဲ့တော့ဟာအဲစပိန်စီးတဲ့အဆင်မရောက်လိုက်။ဒီတိုင်းပဲကားစီးရထားစီးနဲ့သွားပြတာပေါ့။လို့မသိလို့မစီးမစီးလို့မသိတယ်ပေါ့။အခုကတော့အခုကြတော့လေဂျာထဲမှာ သုံးလင်းလင်းလောက်ဆင်းဦးနဲ့ဝေးသွားတော့ဘန်းဘန်းကောင်မိုဘိုင်းဘန်ကင်းကအမ်ဝင်လို့မရတော့ကပ်ပဲသုံးရဆိုတော့လောလောဆယ်အကောင့်တွေကစကန်ဖတ်ပြီးစီးရဆိုတော့စီးလို့မရဘူးအဲကျွန်တော်မိုဘိုင်းဘန်ကင်းလေးပြန်ရတော့အဲဒီစပိန်ကြီးဘာစီးရတဲ့ခါကျရင်ပြောပြတီးတဲ့သူတွေကတော့တီးပြီးသားပေါ့ဗျာမတီးတဲ့သူတွေတော့ပေါ့မတီးတဲ့သူတွေတော့ကတော့အစ်စ်ပဲလေနော်ဟာဒီ point လမ်းကူးမယ်ဒီမှာစင်ကူရဲ့ vibe လေးတွေကြီးလိုက်ရတယ်သိတာအဲ့လို HDB လေးတွေဆိုတော့ဒါက HDB လို့ခေါ်တာတိုက်ခမ်းပေါ့ဗျာအဲမီစိန်ွားမီစိန်ွားပြီဆိုလို့ရှိရင်လုံးဝဆက်ချလက်ချကူးလို့ရဒီမှာအဲ့ဟာဟာသားကြကာပြီးကူးမလားလုံးဝဘသူမှလူရှိရှိမရှိလူဖြက်ဖြက်မဖြက်ဖြက်ဟိုစီကန်နိုင်မယ်မထွက်ဘူးပေါ့နော်လူတွေကသာတစ်ချက်တစ်ခါလေးဖြက်ကူးတာကားတွေကရက်ပြီ လိုလေးပေါ့โอเคအဲ့မှာ block number တွေလို့ကြီးရေးဟာဒီမှာလွယ်တယ်ကွာတကယ်တော့နည်းနည်းလေးတွေးခေါ်တတ်တယ်ဆိုရင်ဟိုစာလုံးမှာ systematic ဖြစ်တော့ information တွေအကုန်လုံးကို provide လုပ်ထားတယ်ဖော်ပြထားတယ်ဆိုတော့ဘယ်ဟန်လွယ်တယ်တိုက်တိုက်ကိုသွားမယ်ဆိုရင်အဲ့ဒီတိုက်ရဲ့ကုတ်လေးသိရင်ရပါပြီဒီကြပြီးရင်သူရဲ့ ဘာနလော်ကလည်းခန်းနံပါတ်ဒါပဲပြီးသွားတယ်။ပြီးရင် block number 80 81အဲ့ block number ကလည်း poster code ရဲ့မှာပါပြီးသားတကယ်81ဆိုရင်ထားပါတော့ဒီနားဆိုရင် area က4600လာမယ်4600က81 4600 83ညအဲ့အဲ့လိုမျိုးပေါ့โอเคဒီခုဒီ video တော့တလောက်ပါ